ဝင်းမြူရေးသမားများအားလုံးမင်္ဂလာပါခင်ဗျာ အခုကျွန်တော်ပြောပြပေးမယ့်ဆေးကဒီဆေးပါပဲခင်ဗျာ Septimax AE ပါဝင်ပစ္စည်းများ Safety Over Septifer 9000ဂရမ်ပျော်ရည်လုံလောက်သည့်အထိ100မီလီလီတာအသုံးဝင်ပုံနမူနီယာအဆုတ်ရောင်ယောဂါအဆုတ်ရောင်ပြီးနံရိုးကတ်ခြင်းချောင်းဆိုးခြင်းအသက်ရှူကျက်ခြင်းတို့အားအထူးကုသရန် ရင်သားရောင်ခြင်း Mastitis တတ်အိမ်ရောင်ခြင်းချက်ကျိုးရောင်ခြင်းကဲ့သို့သောပြင်းထန်သောရောဂါပိုးဝင်ခြင်းများတွင်အထူးထိရောက်မှုရှိသည် Egoline အခေါ်လေ Salmonella Salmonella တို့ကြောင့်ဖြစ်သောဝမ်းဖြူဝမ်းဝါသွားခြင်းနောက်ဆက်တွဲဖြစ်သောယောဂပိုးဝင်ခြင်းများဝက်ပြာယောဂ PRRS နီညိုကိုက်ဖျားယောဂသွေးလွန်တုပ်ကွေးတူကိုကာကွယ်ကုသနိုင်သည်သုံးဆွဲရန်ပမာဏအသုံးမပြုခင်ကောင်းစွာလှုပ်ပါကြွက်သားအတွင်းထိုးခြင်း IN အရေပြားအောက်ထိုးခြင်း SC ဖြင့်အသုံးပြုနိုင်သည်ဝက်6.7မီလီလီတာလင်ကိုလေးချိန်16ကီလိုဂရမ်အထိတရက်လျင်တစ်ချိန်ကျွေးနွားစိတ်သို့6.7မီလီလီတာလင်ကိုလေးချိန်50ကီလိုဂရမ်အထိတရက်လျင်တစ်ချိန်3ရက်မှ5ရက်အထိ သုံးဆွဲနိုင်ပါသည်တတိပြုရန်ဆေးထိုးသည့်တနေရာရဲတွင်ဆေး30မီလီလီတာထက်ပိုမထိုးရဆေးရရန်အချိန်အသားစားရန် 3ရက်မှ4ရက်ကြိုတင်၍ရက်ပါစက်တမကအေအေအဓိကပါဝင်ပစ္စည်းဆက်ဖဖာဒီတရိစံများအတွက်ဆက်ဖလိုက်ပို့ရင်အုပ်စုဝင်ပရိစီဝါဈေးတမျိုးဖြစ်ပါသည်တွဲဖက်အသုံးပြုနိုင်သောဈေးများတတိထားပြီးညွှန်ကြားချက်ဖြင့် self defer ကိုအခြားသောဈေးများနှင့် တွဲဖက်အသုံးပြုရန်လိုအပ်တတ်ပါသည်အောက်ပါဈေးများနှင့်တွဲဖက်သောအခါဈေးကူတာဆရာဝန်ညွှန်ကြားချက်အတိုင်းအတိအကျလိုက်နာရန်အရေးကြီးပါသည် အားဖြည့်ဈေးလက်ချားဈေး electrolytes ဥပမာဗီတာမင် B ကွန်ပလက်အမိုင်နိုအက်ဆစ်ဂလူးကိုစ်တက်စာများအကြောင်းရင်းခန္ဓာကိုယ်အားနည်းနေသောတရိတ်ဆန်များဥပမာဝမ်းပြက်ဝမ်းလျှောဖြစ်နေစဉ်တွင်အာဟာရနှင့်ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးရန်လိုအပ်ပါသည် Sapphire သည်ယောဂဘိုးကိုသာတိုက်ထုတ်ပြီးခန္ဓာကိုယ်အားကိုပြန်လည်မဖြည့်တင်းနိုင်ပါအဖျားကျစေရောင်ရမ်းမှုကျစေဥပမာ Flonix and Meglumine Meloxicam အကြောင်းရင်း ဖြားနာခြင်း၊နာကျင်ကြိုက်ခဲခြင်းနှင့် ရောင်ရမ်းခြင်းတို့ကိုလျှော့ချပေးနိုင်သည့်ဥပမာ နမူနီးယားယောဂါတွင်အဆုတ်ရောင်ရမ်းမှုကိုတက်တာစေရန်တွဲဖက်သုံးဆွဲတတ်ပါသည်။ကပ်ပါပိုးသက်ဆေးများ (antiparasitics) အကြောင်းရင်းတရိစ္ဆာန်တွင်ယောဂါပိုးဝင်ခြင်းနှင့်အတူတန်ကောင်ဝမ်းပြတ်ပိုးစသည့်ကပ်ပါပိုးများရှိနေပါက ကုသရန်လိုအပ်ပါသည်။တွဲဖက်အသုံးမပြုသင့်သောဆေးများသို့မဟုတ်သတိထားရမည့်ဓာတ်ပြုမှုများပရိစီဝါဆေးချိုးနှင့်ဓာတ်ပြုမှု bacteriostatic antibiotics bacteria ပိုးများကြီးထွားမှုကိုတားဆီးသောဆေးများ chloramphenicol tetracyclines doxycycline oxytetracycline macrolides telosin erythromycin စသည့်ဆေးများသည်ဘက်တီးရီးယားများ၏ပရိုတိန်းထုတ်လုပ်မှုကိုတားဆီးခြင်းဖြင့်ပိုးမွှားများကြီးထွားမှုကိုရပ်တန့်စေပါသည်ဤဆေးများကို subjuvenate တစ်ချိန်တည်းတွဲဖက်မသုံးဆွဲသင့်ပါ လိုအပ်လျင်ဆေးကုသဆရာဝန်မှအချိန်ကွာခြားပြီးသုံးစွဲရန်ညွှန်ကြားနိုင်ပါသည်ဆေးထိုးအရေးရောဆက်ခြင်း incompatibility ဆက်တဖရာကို အခြားသောဆေးများဥပမာဗီတာမင်ဆေးအခြားပရိဇီဝဆေးများနှင့်ဆေးထိုးမှုတစ်ခုတည်းအတွင်းရောဆက်ပြီးထိုးခြင်းကိုရှောင်ကျဉ်ရမည်ဆေးများဓာတ်ပြူကပျက်စီးတတ်ပြီးပြင်းထန်သောဓာတ်မတည့်မှုများဖြစ်စေနိုင်ကဆေး၏အာနိသင်လည်းလျော့နေသွားနိုင်ပါသည်ဓာတ်မတည့်မှုများ allergic reactions ဆက်ချူဖာဒီပရိစီဝါစီအုပ်စုတစ်ခုဖြစ်သောဘီတာလက်ဒမ်စ်ပါနီစီလင်များနှင့်စင်တူသောအုပ်စုဝင်ဖြစ်သည်လက္ခဏာများအချို့သောတရိစံများတွင်ဓာတ်မတည့်မှုများဖြစ်ပေါ်နိုင်ပါသည်အ ਨੇ ဆုံးအဆင့်ထိုးသည့်နေရာတွင်ရားရံခြင်းရောင်ရမ်းခြင်းပြင်းထန်အဆင့်အရေပြားနေကွက်များထွက်ခြင်းအသက်ရှုကျက်ခြင်းရုတ်တရက်အားနည်းပြီးသွေးခုန်နှုန်းမြင့်ခြင်းနေခြင်းတို့ဖြစ်နိုင်ပါသည်။တိမ့်စင်းနေ၆တွေ့အေးမြသော နေရာတွင်တိမ့်စီပါ နေရောင်တိုက်ရိုက်မထိပါစေနှင့်ငွေမြူရေးသမားများအားလုံးအဆင်ပြေကြပါစေဗျာမတနိုင်တပိုင်းဝက်ငွေမြူရေးငွေမြူရေးညီကိုများစိတ်နှစ်သက်ပါက Like follow subscribe လေးလောက်သွားပေးပါအောင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ